ရေခဲစိတ်မတ်မွန်သည့်အေးတွေချာဘူကော့စကီပဒဒန်ဂျော်နူအဲ့ရထဲမှာရေခဲစိတ်မတ်မွန်သည့်အေးတွေစားနေရင်ကသူမကအဲ့ဒီဂျာမန်အကြောင်းငါ့ကိုသတ်တယ်ရဲ့ဒီဘက်ချမ်းမှာတော့ဟိုကုန်းเจ้าဆိုင်လေးကလွဲလို့အရာအလုံးကိုပိုင်ထားတဲ့ဂျာမန်ကောင်ပေါ့ဒီလူကအဲ့ဒီကုန်းเจ้าဆိုင်လေးကိုဝယ်ဖို့ကြိုးစားဖို့တည်တယ် ဒါပေမဲ့ဆိုင်ပိုင်ရှင်ကောင်မလေးတွေကညင်းခဲ့တဲ့ဒီဂျာမဟာပစာဒီနာမှာတော့အကောင်းဆုံးကုံဆုံးဆိုင်ကြီးတစ်ဆိုင်ပိုင်ထားသူသူ့ဆိုင်ကအသားတွေလက်တယ်ဒါပေမဲ့ဈေးတန်တဲ့ပြီးတော့သူ့ဟင်းဒီဟင်းရွက်တွေနဲ့ကုံတွေကလည်းတိတ်ဈေးတက်တာတဲ့သူကပန်းတွေလည်းရောင်းတဲ့ပစာဒီနာကလူတွေအကုန်လုံးလောက်ဟာသူ့စတိုးဆိုင်ကိုသွားကြရ ဒါပေမဲ့ဒီလူကအဲ့ဒီဂုံကြောက်ဆိုင်လေးကိုဝဲခြင်းလွန်းနေတဲ့။ပြီးတော့ဆိုင်ရှင်ကောင်မလေးတွေကလည်းဆက်ညင်ခဲ့တဲ့။တညသားတော့လူတစ်ယောက်ဟာဂုံကြောက်ဆိုင်လေးနောက်ဖက်တကားကနေထွက်သေးသွားသလိုလိုတဲ့။ပြီးတော့အဲ့မှာမိလောင်တဲ့။ရှိတဲ့နအကုန်လုံးနှိပါပါသွားရောတဲ့။ သူတို့ဟာတိတ်ကောင်းလုံးနဲ့ဖန်တီးမှုကိုကြုံခဲ့ရတာ။ကြံခဲ့တဲ့နဲ့မီးလောင်စီနဲ့ငွေတန်ပေါ်နိုင်ဖို့သူတို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ကောင်မလေးတွေလုံဝင်သေးကြ။နောက်ဆုံးသူတို့ကုံကြောက်ဆိုင်ကိုထိုးရောင်းရမလို့ဖြစ်တဲ့။ဒီလိုနဲ့ဂျာမန်ကောင်ကကုံကြောက်ဆိုင်ကိုပိုင်သွားတယ်။နှုတ်ပေမဲ့ဆိုင်ကအထိုင်သက်သက်ပဲလူရှင်းလို့ဂျာမန်ကောင်ရဲ့မိမကလည်းဆိုင်ကိုလူစီဖို့ကြိုးစားသေးတယ်။ သူမဟာချင်းလေးတွေနဲ့ဂုံတွေရောင်းဖို့ကြိုးစားခဲ့သေးတယ်။ဒါပေမဲ့အလုံးမသိခဲ့ဘူးတဲ့။ငါတို့မတ်မွန်သီးတွေစားနေတာအပြစ်တက်လိုက်တယ်။ဒါဝမ်းနေစရာဇလန်တဖို့ပဲလို့ငါသူမကိုသွေးမိပါတယ်။ဒီနောက်သူမကငါကိုပေါ့ခါကိုင်းပြီးစဆုတ်တော့တယ်။တရင်ပေါက်တွေဟာပွင့်လို့ပြီးတော့ခမားတို့ကြားနိုင်ပါပြီရဲ့။ ညနေ9နာရီခွဲမှာတရက်ကွက်လုံးလွင့်တဲ့နေတဲ့ငါဥလိုက်သေးလိုက်အောင်ကြီးနေတန်ကြီးကိုလေ